လက်ရှိအချိန်မှာရွှေရင်းမှာကျေကိုပဲအခွင့်အထိပ်တိုင်းဝိဇာတရားဝဲဒူချီဆွေးလေးကိုရရှိထားတဲ့ဆိုရင်လည်းကျေတပွင့်တိုင်းဝိဇာအဆင့်သာရှိပါသေးတယ်။ချင်းမင်းဂိုင်းဆိုတာကတော့အလဲပိုင်းကုန်းကြီးရဲ့ဂိုင်းကြီးနှစ်ခုတွေကတစ်ခုဖြစ်ပြီးစမ်းကျဲကောင်းကင်ဂိုင်းဆိုပြီးနာမည်ကြီးပါတယ်။တောင်ဝင်းကဖန်ကျွဲလန်းစင်းကိုကျင့်ကြံတာမလို့ကောင်းကင်မီတော်တစ်ခုကိုတင်းယူတိုင်းသူ့ရဲ့အဆင့်ကအများကြီးအများကြီးကိုမြင့်တက်လာတာကိုအလုံးကသိမှာပါ။ဒီလိုပဲအယွေးမီတော်ကိုတင်းတင်းပြီးရနောက်မှာတော့ကျေလီပွင့်တိုင်းဝိဇာအဆင့်ကိုရရှိသွားမှာပါ။ရောင်ဟာလန်ကျင်းရကျေ၆ပွင့်တိုင်းဝိဇာတယောက်ပါ။အလုံးပဲမင်္ဂလာပါ။ ျွန်တော်ကတော့ခရိုစာကီပါဒီနေ့မှတော့ကျွန်တော်က episode 144ကို review လုပ်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တော့ video လေးစလိုက်အောင်အရင်ဦးဆုံးအနေနဲ့အယိုးအီမီတော့ကိုတင်သွင်းခြင်းလက်ရှိအယိုးအီမီတော့မှာရောက်ချမ်းရဲ့ဝိညာဉ်တစ်စိုက်ကိုဖယ်ရှားလိုက်ပြီဆိုပေမဲ့အယိုးအီမီတော့မှာခုခံမှုအချို့ကတော့ရှိနေသေးပါပဲပုံမှန်ဆိုရင်တော့ကောင်းကင်မီတော့တစ်ခုကိုတင်သွင်းဖို့နဲ့ကောင်းကင်မီတော့တစ်ခုနဲ့ရင်းနှီးမှုကိုရယူဖို့အတွက်အနည်းဆုံးအချိန်6လကနေတစ်နှစ်ကြာထိအချိန်ပေးရပါတယ်ဒါကိုကြည့်မဲ့ဆိုရင်ရှောင်းကမီတော့တင်ယူခဲ့တာတွေကိုပြန်ကြည့်မဲ့ဆိုရင် သိနိုင်ပါတယ် ဂျပန်စိမီရောကိုတင်းယူတော့ဆိုရင်လည်းတနစ်နီပါဂျာမင်းခဲ့ပါတယ်နှလုံးသွေးမီရောကိုတင်းယူတော့ဆိုရင်နှစ်နှစ်ဂျာမင်းခဲ့ပါတယ် နှလုံးကြွေးမီတာကိုတင်းဥထုံအောင်ဆိုရင်အချိန်နှစ်နှစ်ကြာမြင့်ခဲ့ပါတယ်3000နှလုံးကြာပန်းမီတာကိုတင်းဥထုံအောင်ဆိုရင်6လတတိကြာမြင့်ခဲ့ပါတယ်ဒါဒီအလုံးကမီတာအစီနစ်ကိုတင်းသွင်းတဲ့အချိန်မှာကြာမြင့်ခဲ့တဲ့အချိန်မှာအဲ့လိုကောင်းကင်မီတာအလုံးကိုတင်းသွင်းတဲ့အချိန်မှာအလိမ့်မြန်ဆုံးကတော့အယိုးမီတာကိုတင်းသွင်းတာလို့ပြောရမှာပါပုံမှန်ဆိုရင်တော့အယိုးမီတာကိုတင်းသွင်းတာကဒီလောက်ထိလွယ်ကူမှာမဟုတ်ပါဘူးလွယ်ကူရတဲ့အကြောင်းရင်းကတော့ရှောင်းဝမ်းရဲ့အယိုးမီတာရဲ့ရင်းနှီးမှုကအရင်ဥမမြင်မနိုင်လို့ပါရှောင်းဝမ်းကဒီအယိုးမီတာကိုစနစ်တကာလာတစ်လျှောက်လုံးရောက်ချမ်းစီကနေမီတာမျိုးစိနဲ့ အသုံးပြုလာတာကြောင့်ရှောင်းဝင်းကရခိုင်နယ်ရအယိုးမီတောက်ရဲ့ဒုတိယပိုင်ရှင်လို့သတ်မှတ်လို့ရပါတယ်။ဒါကြောင့်အခုချိန်မှာသူကအယိုးမီတောက်ကိုတန်းစင်တဲ့အချိန်မှာအယိုးမီတောက်မှာခုခံမှုအချို့ကလည်းရှိပေမဲ့အရန်ကြီးရောမဟုတ်တော့ပါဘူး။ဒါကြောင့်တိမ်တင်းမှုမှာအများကြီးဥမှလွဲကူပြီးအများကြီးဥမှမျက်စံနေခဲ့ပါတယ်။လက်ရှိအယိုးမီတောက်ကရှောင်းဝင်းနဲ့ပေါင်းဆက်ဖို့ဆိုရင်လုံလောက်တဲ့အချိန်ကသာလိုအပ်တော့တာပါ။အချိန်သာအလုံးလောက်ရပြီဆိုရင်အယိုးမီတောက်နဲ့ရှောင်းဝင်းကလုံအောင်ပေါင်းဆက်သွားပါပြီ။ ရှောင်းရဲရဲ့အဆင့်ကလည်းအယိုးမီတာကိုလုံးဝတင်သွင်းနိုင်မှာဖြစ်ပြီးသူ့ရဲ့စွမ်းအင်ကလည်းတဟုန်တိုးမြင့်တက်လာမှာပါရှောင်းလန်းကဖန်ကျွဲလန်းစင်းကိုကျင့်ကြံတာမလို့ကောင်းကင်မီတာတို့ခုကိုတင်းယူတိုင်းသူ့ရဲ့အဆင့်ကအများကြီးအများကြီးကိုမြင့်တက်လာတာကိုအားလုံးကသိမှာပါဒီလိုပဲအယိုးမီတာကိုတင်းတင်းပြီးရဲ့နောက်မှာတော့ရှောင်းကကျင်နပွင့်တိုင်မိစာကနေကျဲလီပွင့်တိုင်မိစာအဆင့်ကိုရောက်ရှိသွားမှာပါ ဘာလို့ကျင်နေပွေမယ်တက်လဲဆိုတော့အရွေးမီတော့ရဲ့အဆင့်ကအဆင့်7ကောင်းမီမီတော့တစ်ခုဖြစ်နေရပါအဆင့်7မှာရှိတဲ့မီတော့တစ်ခုအနေနဲ့ကတိုင်ဝိဇာအဆင့်ရဲ့အဆင့်ကွာဟာချက်ကအရန်အောင်မှကြီးမားတာမို့လို့အဆင့်အများကြီးမြင့်တင်မပေးနိုင်ပါဘူးဒါတော့မှရှောင်းဝန်ကတင်သွင်းတာမို့လို့ပါအကယ်၍ကျင်ငါပွေတိုင်ဝိဇာတယောက်ကတင်သွင်းမယ်ဆိုရင်ကျဲ6ပွင့်အဆင့်လောက်ထိပဲမြင့်တက်သွားမှာပါကောင်းကင်မီတော့ကပို့ပြီးတော့အဆင့်မြင့်မားတာလေမီတော့ကိုတင်သွင်းတဲ့အခါပို့ပြီးတော့မြင့်မားတဲ့အဆင့်ကိုရရှိမှာပါ ဥပမာရှောင်းကမီးရန်3000မီတာကိုတင်းသွင်းတော့ဝါဆိုရင်သူကဒူဆုံးကျက်၄ပွင့်ရနေဒူဆုံးကျက်၉ပွင့်အထွန်းထိပ်အဆင့်ထိကိုတန်းပြီးရောက်ရှိခဲ့ပါတယ်။ဒါဆိုရင်တော့အဲ့ဒီကောင်းကင်မီတာကကောင်းကင်မီတာအဆင့်၉မှာရှိနေရမလို့ပါ။ အကယ်၍ရှောင်းရဲရဲ့ရိုးမီတောက်ကကောင်းမီတောက်ထိတ်တန်းဆဲကူထဲမှာဆိုရင်ရှောင်းရဲရဲ့အဆင့်ကကျန်တဲ့ပွင့်လည်းမဟုတ်ပဲအများကြီးပို့ပြီးတော့မြင့်တက်လာဦးမှာပါဒီလိုအဆင့်မြင့်တက်လာရတဲ့အဓိကအကြောင်းရင်းကတော့ရှောင်းကဖန်ကျွဲလန်းစင်းကိုကျင့်ကြံတာမလို့ပါသူ့ရဲ့လန်းစင်ကကောင်းမီတောက်တွေကိုရှာဖွေပြီးတော့ဝါမျိုးရတာပါကောင်းမီတောက်တစ်ခုကိုဝါမျိုးတိုင်းသူကပို့ပြီးတော့တံမလာမှာပါ ဒါကတော့ဖန်ကျွယ်လန်းစင်ပါပဲအဓိကပြောချင်တာကတော့လက်ရှိအယိုးအီမီတာကရှောင်းဝမ်နဲ့လုံအောင်ပေါင်းဆက်ဖို့အတွက်အချိန်တာလိုအပ်တော့တာပါလက်ရှိအချိန်မှာရှောင်းဝမ်ကရွရင်းစီသွားဖို့အလှဉ်လုံနေရမလို့အယိုးအီမီတာကိုတင်းတင်းဖို့အာယုံဆိုင်တော့ပဲခီးစင်ကိုသာအာယုံဆိုင်လိုက်တာပါဒီမှာပန်းပွင့်ခိုင်းရဲ့ကိုပိုင်လီဟာနဲ့ဝင်းကပါဒီလီဟာနဲ့ဝင်းကပါဆိုရင်တော့ဂိုင်းကြီးတွေရဲ့အမှတ်သားလို့ပြောရပါမယ် ဥပမာပြောရမယ်ဆိုရင်ဂိုင်းကြီးလေးမှာပဲဒီလိုကိုပိုင်လေးဟာနဲ့ကိုပိုင်အမှတ်သားမျိုးဟာရှိပါတယ်ဒီလိုကိုပိုင်လေးဟာနဲ့ရှိတဲ့ဂိုင်းတွေကိုအလဲပိုင်းကုမေတစ်ခုလုံးမှာရှာကြည့်မယ်ဆိုရင်အနေငယ်သာရှိပါတယ်ဥပမာဝိညာဉ်ဗိမ္မာန်ဆိုရင်သူတို့ရဲ့ဝိညာဉ်ဗိမ္မာန်ခမ်းမခွဲအလုံးကဒီလိုကိုပိုင်လေးဟာနဲ့တွေနဲ့တရှိနေရပါစေးတောင်းဆောင်မှာဆိုရင်လေစေးတောင်းဆောင်ငယ်ဆိုတဲ့ကိုပိုင်လောကငယ်တစ်ခုပါရှိပါတယ်။ဒါကတော့စေးတောင်းဆောင်ရဲ့အဓိကအင်အားစုပါ။ကျဲကျွေးဆိုင်မှာဆိုရင်လေကျဲလောကလူခေါ်တဲ့ကိုပိုင်လီဟာနဲ့အသေးလေးရရှိပါတယ်။အဲ့တိုင်းပဲထင်မင်ခိုင်းနဲ့ပန်းပွင့်ခိုင်းမှလည်းကိုပိုင်လီဟာနဲ့က ဘာငယ်လေးတွေရာရှိပါတယ်အဲ့လိုကိုပိုင်လေးဟာနဲ့ကဘာငယ်လေးတွေရှိနေတာဟုတ်ပါပဲသူတို့လို့ဂိုင်းကြီးတွေရဲ့ပြောက်ဖြစ်ပါတယ်သူတို့လို့ဂိုင်းကြီးတွေရဲ့အင်အားကိုဖော်ပြနေတာဖြစ်ပါတယ်ပြီးလို့ရှိရင်မီးရန်တောင်ကြားမီးရန်တောင်ကြားမှာဆိုရင်ကျွန်တော်အရင်ဗီဒီယိုမှာပြပြခဲ့ပြီးပါတယ်မီးရန်တောင်ကြားကိုပိုင်လေးဟာနဲ့ကိုဖယ်စီနိုင်တာကတော့သူတို့ရဲ့မီးရန်တောင်ကြားမှာတိုင်းသူတို့စဉ်တယောက်ကတရှိပါတယ် ဒါကြောင့်မီးရန်တောင်ကြားကိုပိုင်လီဟာနယ်ကိုဖယ်ဆီးနိုင်တာပါ။ဒါဒီအားလုံးကိုခြုံငုံပြီးတော့အဓိကပြောချင်တာကတော့ကိုပိုင်လီဟာနယ်နဲ့ဂိုင်းတစ်ခုကိုဖယ်ဆီးနိုင်တဲ့အင်အားစုတွေကတမန်မဟုတ်ပါဘူး။အဲ့လိုဖယ်ဆီးနိုင်တဲ့အင်အားစုတိုင်းကလည်းအလဲပိုင်းကုန်းဝင်မှာအရန်အုံးမှာနာမည်ကြီးပြီးအရန်အုံးမှာအင်အားတောက်တင်တဲ့ဂိုင်းကြီးတွေပဲရှိတာပါ။ပြီးတော့ဒီပန်းဝင်းကဘာဒီပန်းဝင်းကဘာဆိုရင်တော့ပန်းပွင့်ဂိုင်းရဲ့ကာကွယ်ရေးပုံစံဖြစ်ပြီးပန်းပွင့်ဂိုင်းရဲ့တပည့်တွေအားသာဒီပန်းဝင်းကဘာရဲ့ထွက်လွန်အောင်တည်ပါတယ်။ပုံမှန်အစင်းမြင့်ပညာရှင်တိုင်းဝိဇာတွေကလာမယ်ဆိုရင်တော့သူတို့ကိုအနှဲငယ်အနောက်ရှက်ပေးနိုင်ပါတယ်။ ဒါကတော့ပန်းပွင့်ခိုင်ရဲ့ကာကွယ်ရေးအစီရင်ပန်းပွင့်လေပန်းဝင်းကပါပါပန်းပွင့်ခိုင်မှာဟွာချင်းဟွာချင်းကကျယ်လေးပွင့်တိုင်ဝိဇာဖြစ်ပြီးပန်းပွင့်ခိုင်ရဲ့အရင်ခိုင်ချုပ်ကြီးကပြိုးထောင်ပေးလာတဲ့တပည့်တယောက်လည်းဖြစ်ပါတယ်ဒီဘက်ဘီကတယောက်ကတော့ရောင်ဟာလန်ချင်းသူကတော့ကျယ်၆ပွင့်တိုင်ဝိဇာပါသူကတော့ထင်မင်ခိုင်ရဲ့အကြီးကဲတူဦးဖြစ်ပြီးထင်မင်ခိုင်ရဲ့ပါရမီရှင်တယောက်လည်းဖြစ်ပါတယ်နောက်တယောက်ကတော့ရွှေရင် လက်ရှိအချိန်မှာရွေရင်းမှာကျယ်ကိုပွင့်အထုံးထိပ်တိုင်းဝင်းစာတရားဝဲဒိုချီဆွမ်းအင်းတွေကိုရရှိထားတဲ့ဆိုပေမဲ့လေဒိုချီဆွမ်းအင်းကသူ့ရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်နေပြီးလုံအောင်တစိမ့်ခတ်နေရပါသူကလက်ရှိအချိန်မှာဒိုချီဆွမ်းအင်းတွေကိုလုံအောင်တန်းစင်ပြီးတော့မယူနိုင်သေးပါဘူးဒါကြောင့်မလို့သူ့ရဲ့လက်ရှိအဆင့်ကကျယ်တပွင့်တိုင်းဝင်းစာအဆင့်သာရှိပါသေးတယ်သူကသာသူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒိုချီဆွမ်းအင်းအားလုံးကိုထုတ်ယူတန်းစင်နိုင်ပြီဆိုရင်သူ့ရဲ့အဆင့်ကလည်းကျယ်ကိုပွင့်တိုင်းဝင်းစာအဆင့်ကိုခဏလေးနဲ့ရောက်ရှိသွားမှာပါဒါပေမဲ့ရွေရင်းကအဲ့လိုအဆင့်မြင့်တက်သွားတဲ့အတွက်သူ့စီမှာစိုးကျိုးတစ်ခုကလည်းရှိပါတယ် သူ့အတွက်ကပြောင်းလဲခြင်းကိုတဲ့ဆိုတဲ့တရားကိုဖျက်ချုပ်ဖို့အတွက်အရန်ဥမခက်ခဲပါတယ်အကယ်၍ကံကောင်းမှုအချို့နဲ့သာမကြုံတွေ့ရအောင်ဆိုရင်သူကတသက်လုံးဘယ်တော့အခါမှဗန်ရှန်သူတော်စင်တဝက်အစင်းကိုရောက်နိုင်တော့မှမဟုတ်ပါဘူးဒါကတော့ယွင်းကသူ့ရဲ့အခြေခံမတိမငြိမ်ဖြစ်သွားတာမလို့လို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့လက်ရှိခန္ဓာကိုယ်ထဲမှာရှိနေတဲ့ဆွမ်းအားနဲ့သူကတိုင်းဝိဇာအစင်းကိုရောက်လာတဲ့ဆွမ်းအားကပြင်ပဆွမ်းအားရဲ့အကူအညီကြောင့်သာရောက်လာတာပါဒါပေမဲ့လည်းယွင်းကအခြားလူတွေလိုမဟုတ်ပဲသူကအရင်ကအခြေခံအုံးမြင့်အရင်အုံးမှခိုင်မာတာကြောင့် သူစီမှာလည်းထူးခြားချက်အချို့အရှိပါတယ်ဒါကြောင့်ရွေရဲ့အမြင့်ဆုံးအဆင့်ကိုလက်ရှိအချိန်မှာပြောရမယ်ဆိုရင်ပြောင်းလဲခြင်းကိုးတဲ့အထွန်းထိပ်အဆင့်ထိတာသူမကတက်နိုင်တော့တာပါဗန်ရှန်အဆင့်ကိုရောက်ဖို့ဆိုတာသူမကကံကောင်းခြင်းအချို့ကိုကြုံတွေ့ရမှာပဲရောက်နိုင်တော့မှာပါအကယ်၍ကံကောင်းခြင်းဟုတာမကြုံတွေ့ရအောင်ဆိုရင်သူမကတသက်လုံးပြောင်းလဲခြင်းကိုးတဲ့အဆင့်မှာသာပြင်မိနေရမှာပါဒါပေမဲ့လေတကယ်လို့သူမရဲ့အခြေခံကခိုင်မာပြီးတော့အစင်းတက်ဖို့လွယ်ကူနေမဲ့ဆိုရင်တော့ဗန်ရှန်သူတော်စင်ဒပိုင်းအစင်းကိုရောက်ဖို့ကအလောက်ထိလွယ်ကူတာတော့မဟုတ်ပါဘူး ဒေါ်ကြည့်မဲ့ဆိုရင်ပန်းပွင့်ခိုင်းရဲ့အရင်ခိုင်းချုပ်ကြီးရောက်ချမ်းစေးတောင်းဆောင်ရဲ့ခေါင်းဆောင်ရွှန်ကုန်ကြည့်သူတို့တောင်ရောက်ကိုပဲကြည့်ပါသူတို့တောင်ရောက်စလုံးဝဆိုရင်တော့ပြောင်းလဲချင်းကိုတဲ့အထွန်ထိပ်အဆင့်မှာတည်ရှိနေတဲ့သူတွေပါပန်းပွင့်ခိုင်ရဲ့အရင်ခိုင်းချုပ်ကြီးဆိုရင် သူကပြောင်းလဲချင်းကိုတဲ့အထွန်ထိပ်နဲ့ဝိညာဉ်ဗိမာန်ရန်သူအချို့ကိုရင်ဆိုင်ရင်ဒဏ်ရရှိသွားပြီးတော့နောက်ဆုံးမှာတော့အဆင့်မတက်နိုင်ပဲသူ့ရဲ့နောက်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်ဒါကြောင့်လေသူကရွှင်ရင်းစီကိုသူ့ရဲ့ဒုတိယဆွမ်းအင်းတွေကိုလွှဲပြောင်းပေးခဲ့တာပါ နောက်တယောက်ကယောက်ချမ်းယောက်ချမ်းကတော့အားလုံးကသိတဲ့အတိုင်းပဲသူအသက်ရှင်စဉ်အချိန်မှာတော့ပြောင်းလဲခြင်းကိုယ်သက်အထွန်းထိပ်မှာပြိမိနေရပါယောက်ချမ်းလိုမျိုးအဆင့်ကိုအဆင့်နဲ့ဆေးဆေးရတယောက်ကတော့ပြောင်းလဲခြင်းကိုယ်သက်အဆင့်မှာပြိမိပြီးတော့အဆင့်တက်ဖို့ခက်ခဲနေရဆိုရင်ကျန်တဲ့လူတွေဆိုရင်ပြောင်းနေစရာတော့လိုတော့မှာလားအရာဒီကိုကြည့်မဲ့ဆိုရင်ဗန်ရှန်သူတော်စင်တပိုင်းအဆင့်ထိကိုတက်ရောက်ဖို့ကဘလောက်ထိခက်ခဲလဲဆိုတော့အားလုံးကသိရမှာပါ။ရောက်ချမ်းတော့မှလက်ရှိသူတော်စင်တပိုင်းအဆင့်ကိုတက်ရောက်နိုင်တာသူ့ရဲ့ခန္ဓာပြန်ရခြင်းမှာကံကောင်းမှုအချို့ကိုကြုံခဲ့ရပြီး ဒိုရှန်တိုင်းသူရစင်ရဲ့အယိုးစုကြောက်ပဲဖြစ်ပါလေဒိုရှန်တိုင်းသူရစင်ရဲ့အယိုးစုကပါသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပေါင်းဆက်လာတာကြောင့်သူကကံကောင်းခြင်းကိုကြုံတွေ့ရပြီးဗန်ရှန်သူရစင်တပိုင်းအဆင်းကိုရောက်ရှိခဲ့တာလို့ပြောရမှာပါနောက်ဆုံးတစ်ယောက်ကတော့ရွှံကုန်ကြီးရွှံကုန်ကြီးဆိုရင်လည်းရောက်ချမ်းတဲ့အတူတူပဲပြောင်းလဲခြင်းကိုယ်တွေအဆင်းမှာနှစ်ပေါင်းများစွာတည်းကပိတ်မိနေတဲ့လူတစ်ယောက်ပါဒါပေမဲ့ရွှံကုန်ကြီးကတော့စေးချောင်းဆောင်ကလူတစ်ယောက်ဖြစ်တဲ့အတွက်သူ့မှာတက်ရောက်ဖို့နီးလန်းနေရရှိပါတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့အဲ့ဒီအဆင်းမှာနှစ်ပေါင်းများစွာပိတ်မိနေတာပါ ဒါတွေကိုကြည့်မဲ့ဆိုရင်အရန်အုံးမှာပါရမီရှိပါတယ်ဆိုတော့လူရီယာနောင်ဘန်ရှန်သူတော်စင်ဒပိုင်းအဆင့်ကိုရောက်ဖို့အတွက်ဒီလောက်ထိအချိန်ကြာတယ်ဆိုတော့ရွရင်ရဲ့အခြေခံအိုမီဂါကောင်းနေအောင်မဲ့ဆိုရင်တော့ဘန်ရှန်သူတော်စင်ဒပိုင်းအဆင့်ထိကိုရောက်ဖို့တော့မလွယ်ကူပါဘူးဒီမှာအဓိကပြောချင်တာကတော့ပြောင်းလဲချေကိုးတွေ့ရာနေသူတော်စင်ဒပိုင်းအဆင့်ထိကိုတက်ရောက်ဖို့ကဘယ်လောက်ထိခက်ခဲလဲဆိုတော့ပြောပြချင်တာပါနောက်ထပ်နှစ်ယောက်ကတော့ဒီပန်းပွင့်ခံရဲ့အကြီးကဲနှစ်ဦးသူတို့နှစ်ယောက်စလုံးကဆိုရင်တော့ကျဲကိုးပွင့်တန်ဝိဇာတွေကြီးပါပဲကျဲကိုးပွင့်တန်ဝိဇာပါ ထရိုနီယာဝဲအစင်ကနမတ်ရှေးကောင်းလေးဝိဇာအရှင်ခြုံတီးနဲ့အစင်တူတူပါပဲဒါပန်းပွင့်ခိုင်ရဲ့အင်အားတစ်စိတ်တစ်ပိုင်းသာရှိပါသေးတယ်ပန်းပွင့်ခိုင်မှာနောက်ထပ်ကျဲ9ပွင့်ကျဲ10ပွင့်ကျဲ9ပွင့်တန်ဝိဇာအမြောက်များရလဲရှိနေပါသေးတယ်ဒါကြောင့်ပန်းပွင့်ခိုင်ကအလဲပိုင်းကုန်းမိမှာအင်အားကြီးခိုင်ကြီးနှစ်ခုခေရတစ်ခုဖြစ်နေရပါအဖွားခွာနဲ့ရွင်ရဲ့အကြောင်းကတော့အရင်ဗီဒီယိုမှာအသေးစိတ်လေးရှင်းပြပြီးသွားပြီဆိုတော့ပြီးတော့ဒီမှာပြောခဲ့တာတွေရလေအားလုံးကတည်တင်းစလောက်တည်ထားပြီးပြီဆိုတော့အဲ့အကြောင်းကိုထပ်ပြီးတော့မရှင်းပြတော့ပါဘူးတိုက်ပွဲလေးကိုတန်းပြီးတော့ဆက်လိုက်ရအောင် ဒီမှာသူတို့တိုက်ခိုက်တဲ့ဇုံတွဲတိုက်ပွဲအဲ့ဒီဇုံတွဲတိုက်ပွဲမှာရှောင်းဝန်းကလောင်ကြီးတစ်ခုကိုတောက်ဆုပ်ခဲ့ပါတယ်အဲ့ဒီလောင်ကြီးကဘာလဲဆိုတော့ယူရင်ကရှုံးနေရမယ်ဆိုရင်သူ့ရဲ့ဒူချီဆွမ်းရဲ့အားလုံးကိုပေးရရမှာဖြစ်ပြီးတကယ်လို့ယူရင်ကသာအနိုင်ရမယ်ဆိုရင်ဂိုင်းကျုံတစ်စိတ်ပြားကိုသူ့စီကိုကြီးကြီးဖြူနဲ့ပြန်ပြီးတော့လွှဲပေးရမှာဖြစ်ပါတယ်ပြီးတော့သူ့ကိုလည်းဂိုင်းကျုံအဖြစ်အတိမတ်ပြုတ်ပေးရမှာဖြစ်ပါတယ်ဒါကတော့ဒီပြိုင်ပွဲရဲ့လောင်ကြီးပါအမှန်မှန်ဆိုရင်လောင်ကြီးကမပိုင်တော့အစောကတည်းကဒူချီဆွမ်းရဲ့ကိုဂိုင်းကျုံရာထူးကပါယူရင်ရဲ့အပိုင်ပါပဲဒီမှာခွာချင်းကယူရင်ကိုတိုက်ခိုက်တဲ့အချိန်မှာရှောင်းဝန်းက တိုက်ပွဲထဲကိုရောက်လာပါပြီဒီမှာရှောင်းကဘာကြောင့်ရောက်ထန်းနာမည်ကိုအသုံးပြုခဲ့လဲဆိုတော့ကျွန်တော်ရှင်းပြပြပါမယ်သူကဒီမှာရွေရင်အတွက်လောင်ကျူးကိုစကားပြောတဲ့အချိန်မှာ ကျကျွေဆိုင်ကရှောင်းဝမ်ရောက်ချမ်းရဲ့တပည့်ဆိုပြီးရောက်ချမ်းရဲ့အမီကိုထုတ်သုံးခဲ့ပါတယ်ဒီလိုရောက်ချမ်းရဲ့အမီကိုထုတ်သုံးတော့ဆိုရင်တော့ဒါရှောင်းရဲ့ဘွားမှာသူ့ဆရာရဲ့အာနာအုပ်မှာပထမဆုံးအချိန်ဖြစ်မိုက်ကျူးခွဲတာပါသူကလက်ရှိအချိန်မှာတဖက်လူရဲ့အိမ်ကိုသွားနေရဖြစ်ပါတယ်ပြောမစင်ပန်းပွင့်ခိုင်းဆိုတာလည်းလက်ရှိအချိန်မှာသူ့အတွက်ရန်သူလားမိတ်ဆွေလားဆိုတာမတဲကွဲသေးတဲ့နေရာပါအဲ့လိုနေရာကိုသွားနေရတဲ့အချိန်မှာသူ့အတွက်အကောက်ကွဲကိုရရှိဖို့အတွက်သူ့ဆရာရဲ့အရှိန်အဝါနဲ့သူ့ဆရာရဲ့နာမည်ကိုထုတ်သုံးဖို့အတွက်လိုအပ်ပါတယ်ဒါကြောင့်မလို့ရှောင်းဝမ်ကကျကျွေဆိုင်ရဲ့ဆိုင်ရင်သခင် ရောက်ချမ်းရဲ့ တပည့်ဆိုပြီးသူကထုတ်ပြောခဲ့တာပါနောက်ပြီးတော့သူကပန်းပွင့်ခိုင်ရဲ့သူတော်စင်ဒပိုင်းစင်ပညာရှင်ဖြစ်တဲ့နတ်မီချင်းရဲ့နာမည်ကိုပါထုတ်သုံးခဲ့ပါတယ်နတ်မီချင်းဆိုတာကတော့ပန်းပွင့်ခိုင်မှာတည်ရှိနေတဲ့သူတော်စင်ဒပိုင်းစင်ပညာရှင်ဖြစ်ပါတယ်ပြီးတော့အဲ့နတ်မီချင်းရဲ့ရောက်ချင်ရဲ့ဈာမလေးဆက်ဆက်ရဲ့အချို့ကရှိခဲ့ပြီးပါတယ်အဲ့ဒီဆက်ဆက်ရဲ့ဆိုရင်တော့အနေငယ်လေးရှုပ်ထေးပါတယ်အဲ အားလုံးနားလည်အောင်ပြောရမယ်ဆိုရင်တော့ပန်းပွင့်ခိုင်ရဲ့သူတို့စဉ်ဒပိုင်းစဉ်ပညာရှင်နှစ်ဦးဖြစ်တဲ့နတ်သမီးချင်းရောနောက်ထပ်ပန်းပွင့်ခိုင်ရဲ့သူတို့စဉ်ဒပိုင်းစဉ်ပညာရှင်နတ်သမီးရပါရောက်ချမ်းကိုတစ်ဖက်သက်ချစ်ကြိုက်ခဲ့တဲ့လူတွေဖြစ်ပါတယ်။ဒါအိုပြောရမယ်ဆိုရင်တော့အားလုံးကနည်းနည်းတော့ရည်ချင်မိသွားမယ်လို့ထင်ပါတယ်။ဒါကပြောရမယ်ဆိုရင်ဆရာတပည့်နှစ်ယောက်ရဲ့တူညီတဲ့အချက်လို့ပြောရမှာပါ။ရောက်ချမ်းဆိုတာကလေတစ်ချိန်လုံးကအလေပိုင်းကုန်းမြေမှာជីជីတောက်အောင်မြင်မှုတွေရရှိခဲ့တဲ့စေဝိဇ္ဇာကြီးတူပါ ပန်ပွင့်ခန်းရဲ့ဂိုင်းတုတ်ကြီးအဖွားကြီးဟွာဆိုတာလေရောက်ချမ်းကိုအရင်ကတစ်ဖက်သက်ချစ်ကြိုက်ခဲ့တဲ့လူပါပဲ။ဒါရီယိုကြည့်မှန်ဆိုရင်တော့ရောက်ချမ်းကဘလောက်ထိနောက်မှတစ်ချိန်ကအောင်မြင်မှုတွေရရှိခဲ့လဲဆိုတာအလုံးကသိရမှာပါ။ဒီမှာရှောင်းဝန်းကပန်ပွင့်ခံရဲ့ပိုင်တော့ကိုလာပြီးသူကလှုပ်ချင်တိုင်းလှုပ်နေရဖြစ်တဲ့အတွက်ရောက်ချမ်းရဲ့နာမည်ကိုထုတ်သုံးပြီးတော့သူကအကာအကွယ်ရအောင်လို့လှုပ်ခဲ့တာပါ။သူကရောက်ချမ်းရဲ့နာမည်ကိုထုတ်သုံးလိုက်တဲ့အချိန်မှပဲပန်ပွင့်ခံကအကြီးကဲတွေကသူ့ကိုအခက်တွေ့အောင်လို့မလုပ်တော့တာပါ။ ပြီးတော့လက်ရှိရှောင်းဝမ်ကလည်းအရင်တော့ကလိုနာမည်မရှိတဲ့လူငယ်လေးမဟုတ်တော့ပါဘူး။သူ့ရဲ့နာမည်ကရှောင်းဝမ်ကိုရိုင်နာမသိတာအလဲပိုင်းကုမိမှာအရင်ဟောမှာနာမည်ကြော်ကြားနေပါပြီ။ဘလို့အချက်တွေကြောင့်ရှောင်းဝမ်ကနာမည်ကြော်ကြားခဲ့လဲဆိုရင်တဆေဦးကြီးတိုင်ရှင်နဲ့တိုက်ခိုက်တာဒီကောင်းရင်နဆိုးဇာမနီမျိုးနဲ့စုရဲ့အရိုးတောင်မန်ကိုတန်းစင်ယူတာဒီကောင်းရင်နဆိုးဇာမနီမျိုးနဲ့စုကိုစန့်ကျင်ပြီးတော့တိုက်ခိုက်ခဲ့တာဒီလေဟာနဲ့အုပ်စိုးသူငကားမျိုးနဲ့စုနဲ့ဆက်ဆက်ရေးတွေရှိခဲ့တာဒီဒါဒီအားလုံးကရှောင်းဝမ်ကိုအလဲပိုင်းကုမိမှာជីជីတက်ကိုနာမည်ကြီးစေခဲ့တဲ့အချက်တွေပါပဲလက်ရှိရှောင်းဝမ်ကသူကိုရိုင်နာမသိတာသူ့ရဲ့နာမည်ကအလဲ ပိုင်းကုန်းပြင်တဝမ်းမှာမတိတဲ့လူမရှိတော့အောင်အတော်လေးဟိုမှာကြော်ကြားတဲ့အချိန်ဒီမှာရှိနေပါပြီဒါပေမဲ့လေရောက်ချမ်းနဲ့ရှင်မန်ဆိုရင်တော့ရောက်ချမ်းကနေမင်းလိုမျိုးနာမည်ကြီးရဖြစ်ပြီးရှောင်းကတော့မီးပုံလေးလိုနာမည်ကြီးရလောက်ပဲရှိပါသေးတယ်။ဒါကြောင့်မလို့လေရှောင်းကသူ့ဆရာရဲ့နာမည်ကိုထုတ်သုံးခဲ့တာပါ။ရောက်ချမ်းရဲ့နာမည်ကိုကြားတဲ့အချိန်မှာပန်းပွင့်ခိုင်ရဲ့ကျေကိုပွင့်တိုင်းဝိဇာအစင်အကြီးကဲတရာအစာလေးတန်းမှာပြောင်းလဲသွားတာကိုအလုံးကတီးတောက်မြင်တွေ့ရမှာပါ။ ဒါဆိုရင်တော့ပြောမယ်ဆိုရင်စေဝိဇာကြီးရောက်ချမ်းရဲ့ကြီးကျယ်ခမ်းနားမှုနဲ့သူ့ရဲ့ဂုံအချိန်မှာကြောက်ပါရောက်ချမ်းဆိုတာအလေပိုင်းကုန်းမြစ်မှာမတိသူမရှိတော့အောင်ဒီနမည်ကြီးခဲ့တဲ့လူတစ်ယောက်ပါပြီးတော့ရောက်ချမ်းရဲ့စေပညာစွမ်းရည်နဲ့ရောက်ချမ်းကဖော်ဆတဲ့စေလုံးနေရာဆိုရင်တော့လူတိုင်းကလူချိန်ကြတဲ့စေလုံးနေကြီးပါပဲဒါဆိုရင်တော့တိုက်ပွဲလေးကိုပြန်သွားလိုက်ရအောင်ရောင်ဟာလန်ချင်းနဲ့ရှောင်းဝမ်ရဲ့တိုက်ပွဲခွာချင်းတွဲရတော့ရှောင်းဝမ်ကသူ့ရဲ့ထိခိုက်ဒဏ်ရာရနိုင်ပြီဖြစ်တဲ့ရုပ်သေးတာထုတ်လုပ်ပေးခဲ့ပါတယ် ရုတ်သေးရလက်ရှိထိုင်မှာကျယ်လီပွင့်ကျင်ငါပွင့်တိုင်ဝိဇာတရားကိုတိုက်ခိုက်နိုင်တဲ့အဆင့်မှာရှိနေရမလို့ဟွာချင်းလိုကနေဦးကျယ်လီပွင့်တိုင်ဝိဇာတရားကိုရင်ဆိုင်မှုအတွက်ကရုတ်သေးမှာဘာအခက်အခဲမှမရှိပါဘူးဒါကြောင့်မလို့ရုတ်သေးရဟွာချင်းကိုအလွယ်တကူနဲ့ရင်ဆိုင်နိုင်ပါတယ်ပြောရမယ်ဆိုရင်ဟွာချင်းကကျယ်လီပွင့်တိုင်ဝိဇာရဲ့အထင်းမှတော့ရှောင်းဝန်ကရင်ဆိုင်မှုသမျှတိုင်ဝိဇာရဲ့အလုံးထင်းမှာအတော်လေးဥမှာအားအနေဆုံးလို့ပဲပြောရမှာပါဘာလို့လဲဆိုတော့ရှောင်းဝန်ကရင်ဆိုင်ခဲ့ရတဲ့ဝိညာဉ်ဗိမာန်တိုင်ဝိဇာတွေက ဒီအလဲပိုင်းကုမီယာတိုင်ဝိစာရီနဲ့ရှင်းမဲ့ဆိုရင်အများကြီးမှာကွာဟာချက်တွေရှိပါတယ်။ဝိညာဉ်ဘိမာတိုင်ဝိစာရီဟာပုံမှန်ဂိုင်းကြီးတွေရဲ့တိုင်ဝိစာရီထက်အများကြီးမှာပိုပြီးတော့တန်မာကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ဒီလန်းနေရာထူထားပြီးတော့သူတို့ရဲ့ကျင်းစင်နေရာလည်းအဆင်ပြေကြလို့ပါ။ရောင်ဟွာလန်ချင်းနဲ့ရှောင်းဝဲတိုက်ပွဲဒီတိုက်ပွဲရဆိုရင်တော့ ရှောင်းဝမ်ကသူ့ရဲ့တိုက်ခိုက်စွမ်းရည်အားဆိုရင်ကျဲချောပွင့်တန်မွေးစာကိုယာယီခဏတာရှင်ပြီးတော့တိုက်ခိုက်နိုင်ပါတယ်။သူကကျဲနေပွင့်တန်မွေးစာအစိမ့်ပါပဲရှိတဲ့ဆိုရင်ပဲလေသူကလေ့ကျင့်လာတဲ့အစင်းမင်းဒီအစင်းဒိုတိုင်းမိညာတွေနဲ့အစင်းမင်းဒိုတိုင်းတွေကိုပေါင်းဆက်လိုက်မယ်ဆိုရင်ကျဲချောပွင့်တန်မွေးစာကိုသူ့အနေနဲ့ကယာယီတိုက်ခိုက်နိုင်ပါတယ်။ကောင်းကင်မီးတုံးတဲ့ပြောင်းလဲခြင်းကိုအသုံးပြုလိုက်မယ်ဆိုရင်တော့လေးတူပါရှင်ပြီးတော့တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒါကတော့ရှောင်းဝမ်ရဲ့စွမ်းရည်ပါ။ ီရှောင်းဝမ်းမဒီလိုအစင်းကြော်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ဆိုတာကိုလည်းအားလုံးကသိပြီးသားပါဒီမှာအဓိကပြောချင်တာကတော့ရှောင်းဝမ်းကဒီတိုက်ပွဲကိုအမြန်အဆုံးတက်ဖို့အတွက်ရည်ရွယ်ထားတာပါရောင်ဟာလန်ကျင်းကခြေ၆ပွင့်တန်းဝိစာတယောက်ပါရှောင်းဝမ်ကကောင်းကင်မီတုံးတဲ့ပြောင်းလဲချင်းကိုအုံပြုပြီးရဲ့နောက်မှာတော့သူ့ရဲ့ဒိုချီစွမ်းရင်ကကျဲလီပွင့်အထွန်းထက်တိုင်းဝိဇာအဆင့်ထိတာယာယီရောက်ရှိသေးရပါ အဲ့ဒါအကြောင်းမလို့ရိုးပဲတိုက်ခိုင်းနေမယ်ဆိုရင်အနိုင်ရှုံးကထွက်ပေါ်ဖို့ကအတော်လေးဥမာခက်ခဲပါလိမ့်မယ်။ဒါကြောင့်ရှောင်းကဒီတိုက်ပွဲကိုအမြန်အဆုံးသတ်ဖို့အတွက်အစောတည်းကရည်ရထားရမလို့သူ့မှာဒီတိုက်ပွဲကိုအဆုံးသတ်ဖို့နီလန်တစ်ခုသာရှိပါတယ်။တစ်ခုကတော့အစင်းနှိတ်ထန်းအစင်းဖြစ်တဲ့ကောင်းကင်ဖန်တီးခြင်းလောဘကိုအသုံးပြုဖို့ဖြစ်ပြီးနောက်တစ်ခုကတော့တုံ့တင့်ရှင်လေးမိကြပန်းကိုအသုံးပြုဖို့ပါ။ ဲ့နောက်ခုမှာရှောင်းဝန်ကတုတ်တင့်ရှင်လေးမိကြပန်းကိုသာရွေးချယ်လိုက်ပါတယ်။ဘာလို့လဲဆိုတော့တုတ်တင့်ရှင်လေးမိကြပန်းကအတုံးပြွားတာပို့ပြီးတော့လွယ်ကူလို့ပါ။အရင်အားဆိုရင်တော့ကောင်းကင်ဖန်တီချင်းလဘောက်သာရွေးချယ်ပါလိမ့်မယ်။ဘာလို့တုတ်တင့်ရှင်လေးမိကြပန်းကိုရွေးချယ်ရလဲဆိုရင်တော့သူကလက်ရှိအချိန်မှာအရွေးမိတော့အစီနစ်ကိုအပိုင်ရရှိသွားပါပြီ။ဒါကြောင့်မလို့တုတ်တင့်ရှင်လေးမိကြပန်းကိုဖန်တီတဲ့အချိန်မှာအရင်အားလောက်အခက်အခဲမရှိတော့သလိုအရင်အားလောက်လည်းအချိန်တိတ်ပြီးတော့မပေးရတော့ပါဘူး။ပြောရမယ်ဆိုရင်ကောင်းကင်ဖန်တီချင်းလဘွားထက်ပိုပြီးတော့ဖန်တီရတာလွယ်ကူပါတယ်။ရောင်ဟွာလန်ချင်းရဲ့မိုးကောင်းကင်ပြောင်းလဲခြင်း ဒီမိုးကောင်းကင် ပြောင်းလဲခြင်းဒုတိုင်းရဆိုရင်တော့ထင်မင်ခံရဲ့လှုပ်ဝက်ဒုတိုင်းဖြစ်ပြီးဒိုချီဆွေင်းကိုအရင်ဦးမှကုန်ခန်းစေတဲ့ဒုတိုင်းပါဒီဒုတိုင်းမိညာကိုရောင်ဟာလန်ချင်းကအသုံးပြုတဲ့အချိန်မှာသူ့ရဲ့ကြေချောက်ပွင့်တိုင်းဝိဇာအစင်ဒိုချီဆွေင်းရဲ့အားလုံးကိုထည့်သွင်းပြီးတော့အသုံးပြုခဲ့ရတာပါဒီဒုတိုင်းမိညာရဲ့ဆွေင်းဟာဆိုရင်အတော်လေးကိုမှအစွမ်းထက်တယ်လို့ပြောလို့ရပါတယ်အစင်တတ်မှတ်ရမယ်ဆိုရင်တော့အထုံးထိပ်ဒီအစင်ဒုတိုင်းမိညာနဲ့ညီများပါတယ် ဒီတို့တိုင်းမိညာကိုအလွယ်တကူရှင်ပြရမယ်ဆိုရင်တော့တဆေယူကြီးကြိုင်ရှင်ရဲ့ကျေဖန်းဥကျင်ဓာတ်နဲ့ဒန်းတူညီများပါတယ်ဒါပေမဲ့လည်းအရင်ဗီဒီယိုတွေမှာကျွန်တော်ရှင်းပြခဲ့သလိုပဲအစင်းမြင့်အထုံးထိပ်ဒီအစင်းတို့တိုင်းမိညာဘလောက်ပဲအဆွမ်းထက်ပါစေကောင်းကင်အစင်းတို့တိုင်းမိညာရင်းနဲ့ရှင်လိုက်မယ်ဆိုရင်မိုးနဲ့မြေလိုပဲကြီးမားတဲ့ကွာဟာချက်တွေရရှိနေသေးပါပဲရှောင်းရင်တုတ်တင်ရှင်လေးမိကြပန်း အစင်းနှိတ်ထင်းအစင်းတို့မှာအလေလက်အစင်းနဲ့အတော်လေးဥမှနီးစပ်နေပြီဖြစ်တဲ့ဒိုတိုင်းမြညာတစ်ခုဖြစ်ပါတယ်။လက်ရှိချိန်မှာရှောင်းကကောင်းကင်မီတာကို၄မျိုးထဲတာပေါင်းဆက်ပြီးတော့အသုံးပြုခဲ့တာပါ။ဒီမီတာဘန်ဆိုရင်တော့တဆေဦးကြီးကြန့်ရှင်းတဲ့ပထမအကြိမ်တိုက်ပွဲမှာရှောင်းကအသုံးပြုခဲ့တဲ့မီတာဘန်လောက်တော့အဆမထက်ပါဘူး။အဲ့ဒီချိန်မှာအသုံးပြုခဲ့တဲ့မီတာဘန်၅ရုပ်ချိန်မီတာဘန်ပါ။ ါကြောင့်မလို့ကျေကိုးပွင့်ဒုစုံအစင်းနဲ့ဖန်တီးတဲ့မိကြပန်ကတစေဦးကြီးကြန့်ရှင်းလို့ကျေငါပွင့်ရဲ့အထွန်းထိပ်တိုင်ဝိဇာတရားဝဲလက်တဖက်ဝန်တော်ဖိအုပ်နိုင်ခဲ့တာပါအခုအသုံးပြတဲ့မိကြပန်ကတော့ကောင်းကင်မီတောက်၄မျိုးထဲဥတာပေါင်းဆက်ထားပါဒါကြောင့်လည်းရောင်ဟွာလန်ချင်းကတစေဦးကြီးကြန့်ရှင်းလို့မျိုးအသက်အန္တရာယ်ဘေးနဲ့ကြုံဝါလောက်တဲ့အထိဒဏ်ရာမျိုးမရပဲဒဏ်ရာအကြီးကျယ်ရောင်းဥတာရရှိခဲ့တာပါ ဒီမှာသူ့ရဲ့မိုးကောင်းကင်ပြောင်းလဲခြင်းအမွှေးတက်ကအတော်လေးတို့မှာအစွမ်းထက်တဲ့ဆိုရင်မဲ့လေရှောင်းဝဲရဲ့တုတ်တဲ့ရှင်လေးမိကြပန်းအစင်းနဲ့ထန်းအစင်းနဲ့ညီများပါတယ်ကောင်းကင်မိတော့အတူဖြစ်တဲ့နေမိတော့ပါထည့်သွင်းပြီးတော့အသုံးပြုမဲ့ဆိုရင်တော့အလေလက်ထန်းအစင်းနဲ့ပါအတော်လေးတို့မှာနှိစက်သွားပါလိမ့်မယ် လက်ရှိချိန်မှာတော့ကောင်းကင်မီတောက်၄မျိုးထဲကိုသာပေါင်းဆက်ပြီးတော့အသုံးပြုတာပါ။ဒါကြောင့်မလို့တဆေဦးကြီးကြန့်ရှင်တဲ့တိုက်ခိုက်တုံးကထဲမိကြပန်းကအများကြီးပို့ပြီးတော့ဖန်တီးရတာလွယ်ကူပြီးပြီးတော့ရွေးမီတောက်ရဲ့အစီနစ်ကိုရရှိသွားပြီဖြစ်လို့မိကြပန်းရဲ့အစွမ်းကလည်းလေးအောင်ချိန်မိကြပန်းဥမှာရခင်ကဖန်တီးခဲ့တဲ့တုတ်တင့်ရှင်လေးမိကြပန်းနဲ့ထဲအများကြီးပို့ပြီးတော့အစွမ်းထပ်ပါလေ။ဒါကြောင့်လည်းကျဲ၆ပွင့်တိုင်ဝိဇာတယောက်ကိုထိခိုက်ထိုင်ရအကြီးကျယ်ရအောင်လို့လုပ်နိုင်တာပါ။ဒီတုတ်တင့်ရှင်လေးမိကြပန်းကဘလောက်ထိနောက်မှအစွမ်းထပ်လဲဆိုရင်ကျဲ၉ပွင့်တိုင်ဝိဇာနှစ်ယောက်ကဖန်တီးထားတဲ့လီဟာနဲ့အကောက်ကွဲအောင်တော့ အကွဲကြောင်းနေထင်စေနိုင်လို့တဲ့အထိအစွမ်းထက်လုံပါလေဒီမှာပန်းပွင့်ခိုင်းရဲ့ဂိုင်းကွယ်ရဲ့အစီအစဉ်အဲ့ဒီဂိုင်းကွယ်ရဲ့အစီအစဉ်မှာဆိုရင်ကျဲကိုပွင့်တိုင်ဝင်းစာနှစ်ယောက်အောင်ပါဝင်ပြီးတော့ပူပေါင်းကောက်ွယ်ခဲ့တာပေါ့အားလုံးကမြင်တွေ့ရမှာပါအဲ့လိုအကကွယ်ရအောင်မှာရှောင်းဝင်းမိကြပန်းကြောင်းကွဲရသွားခဲ့ရပါလေဒါဆိုရင်တော့ဒီမိကြပန်းရဲ့အဖက်ဆွမ်းအားကဘယ်လောက်ထိအောင်မှာမြင်မလဲဆိုတာအားလုံးကတွေးကြည့်လို့ရပါလေတုတ်တင့်ရှင်လေးမိကြပန်းကဘယ်လောက်ထိအစွမ်းထက်လဲဆိုတာကိုလည်းအားလုံးကတည်ပြီးသားပါပဲဒီမှာပန်းပွင့်ခိုင်ရဲ့အကြီးကဲတွေကယွင်းကိုဆုံးမကျက်ပြတ်သားစွာနဲ့ဘာလို့ဂိုင်းကျုပ်ရတို့ကိုပေးလဲဆိုရင် သူတို့ကအဖောင်းဟရဲ့စာနာကိုလိုက်နာတာမှန်ပေမဲ့လေဟွာကျင်းနဲ့ပူပေါင်းမယ်ဆိုရင်စမ်းကျဲကောင်းကင်ခိုင်းနဲ့မဟာမိတ်ဖြစ်နိုင်ပါတယ်ဒါပေမဲ့လေရွေရင်ဘက်မှာဘာမှမရှိတာမလို့သူတို့ကအရင်အဝေခွဲမရဖြစ်ခဲ့တာပါသူတို့ကအဖောင်းဟရဲ့စာနာကိုလည်းလေးစားပါတယ် ဒါကြောင့်မလို့သူတို့ကရွှေရင်ကိုဂိုင်းကြွေရတို့ကိုပေးကြည့်မိမဲ့လေရွှေရင်ရဲ့နောက်မှာနောက်ခံဘာမှမရှိပဲအဖွားဟရဲ့စာနာတစ်ခုလည်းသာရှိနေရပါလက်ရှိအချိန်မှာတော့မတူတော့ပဲကြဲကြွေဆိုင်ရဲ့ဆိုင်သခင်ငယ်ကရွှေရင်ဘက်ကနေပအဝင်နေပါလေရွှေရင်ဘက်ကနေပအဝင်နေရကြောင့်သူတို့မှရွှေရင်ကသာဂိုင်းကြွေဖြစ်သွားမယ်ဆိုရင်ကြဲကြွေဆိုင်နဲ့မဟာမိတ်ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်ကိုတွေးမိသွားပါတယ်ဒါကြောင့်လေရွှေရင်ကိုဂိုင်းကြွေရတို့ကိုတွန်းဆုံနေခြင်းမရှိပဲသူတို့ကပြစ်ပစ်ခဲ့တာပါအဲ့လိုပြစ်ပစ်လိုက်ရတဲ့အဓိကရည်ရွယ်ချက်ကတော့သူတို့ကိုနိုင်ကလည်း ထင်မင်ဂိုင်းထက်ဆိုင်ရင်ကြက်ကြွေးဆိုင်ကိုပို့ပြီးတော့ယုံကြည်လို့ပါထင်မင်ဂိုင်းကအစွမ်းထက်တာမှန်ပေမဲ့လေထင်မင်ဂိုင်းကြောင့်ကျွန်တော်အနေနဲ့ရှင်းပြရပါမယ်ထင်မင်ဂိုင်းဆိုတာကတော့အလဲပိုင်းကုန်းမီရဲ့ဂိုင်းကြီးနှစ်ခုတွေကတစ်ခုဖြစ်ပြီးစမ်းကျဲကောင်းကင်ဂိုင်းဆိုပြီးနာမည်ကြီးပါတယ်ထင်မင်ဂိုင်းရဲ့လက်အောက်မှာဆိုရင်တော့ဂိုင်းခွဲ၃ခုကထပ်ရှိပါသေးတယ်အဲ့ဂိုင်းခွဲ၃ခုတွေကတစ်ခုကဆိုရင်တော့ရှောင်းဝမ်နဲ့ရန်ညိုကြီးကြီးမောက်ရှိတဲ့ရွှေမင်ဂိုင်းပါရွှေမင်ဂိုင်းကဆိုရင်တော့ထင်မင်ဂိုင်းရဲ့လက်အောက်ကဂိုင်းငယ်လေးတစ်ခုပါအကယ်၍ပန်းပွင့်ဂိုင်းကသာထင်မင်ဂိုင်းနဲ့ပူးပေါင်းလိုက်မယ်ဆိုရင်ဟွာချင်းကထင်မင်ဂိုင်းရဲ့ဘက်ကို ါနေရမလို့ပန်းပွင့်ခံရလေအချိန်ကြာလာနေအမျှထင်မင်ခံရဲ့ဝါမျိုးချင်းကိုခံရပါလိမ့်မယ်အချိန်တရတာဖြည်းဖြည်းနဲ့ကြာလာပြီဆိုရင်ပန်းပွင့်ခံရထင်မင်ခံရဲ့လက်အုပ်ကဂိုင်းငယ်လေးတစ်ခုဖြစ်တာတရှိတော့မှာပါဂိုင်းကြီးနေရာကနေတော့ပြက်ကွက်သွားနိုင်ပါတယ် ။ဘာလို့လဲဆိုတော့ထင်မင်ခိုင်ကနဆိုးခိုင်းဖြစ်ပြီးအရန်အုံးမှာရက်စက်တဲ့နီလန်းတွေကိုသာအသုံးပြုတဲ့ခိုင်းမှာထင်မင်ခိုင်ကနမဲကြီးတာလည်းနဆိုးလန်းစင်းနဲ့နမဲကြီးရပါ။ဒီလိုပြောတဲ့အချိန်မှာပန်းပွင့်ခိုင်မှာသူတော်စင်တပိုင်းစေးပညာရှင်နှစ်ယောက်ရှိတယ်မဟုတ်ဘူးလားလို့အားလုံးကမေးခွန်းပြန်ထုတ်လိုက်ပါမယ်။ဒါပေမဲ့ပန်းပွင့်ခိုင်ကသူတော်စင်နှစ်ယောက်ဆင့်ပညာရှင်အားလုံးကတယောက်ကတော့သူတော်စင်တပိုင်းအလေအဆင်းဖြစ်ပြီးတယောက်ကတော့ကနေဦးသူတော်စင်တပိုင်းအထွန်းထိပ်အဆင့်မှာရှိနေရပါ။ဒါပေမဲ့ထင်မင်ခိုင်ကသူတော်စင်တပိုင်းအဆင့်ကဗန်ရှန်သူတော်စင်တပိုင်းအဆင့်ရဲ့အဆင့်မြင့်အဆင့်မှာရှိနေရပါ။ ဒါကြောင့်မလို့လေနှစ်ယောက်တစ်ယောက်ဆိုရဲမြှားချေကိုထင်မင်ခိုင်းကထိန်းထားနိုင်တာပါပန်းပွင့်ခိုင်းမှာသူတော်စင်ဒပိုင်းစင်ပညာရှင်နှစ်ယောက်ရှိရဲဆိုရင်မဲ့လေထင်မင်ခိုင်းကသူတော်စင်ဒပိုင်းစင်ပညာရှင်ကအစင်းမြင့်သူတော်စင်ဒပိုင်းစင်ပါဒါအိုရှင်ကြီးမန်ဆိုရင်တော့ကွာဟာချက်ကိုအလုံးကတိုင်းတလို့ရမှာပါဒါကြောင့်မလို့လေပန်းပွင့်ခိုင်းရဲ့အကြီးကဲတွေဟာထင်မင်ခိုင်းထဲစာလို့ရှိရင်ဝိဇာရောင်စေဝိဇာကြီးတို့သာပို့ပြီးရောယုံကြည်အားကိုးပါလေလက်ရှိချိန်မှာရောက်ချမ်းကအစင်းကိုစေးစရာတယောက်ဖျုံတွေမကပဲသူတော်စင်ဒပိုင်းစင်ပညာရှင်ဆိုလဲဟုတ်ပါတယ်ဒါကြောင့်မလို့သူတို့ကိုနိုင်ကလည်းရောက်ချမ်းနဲ့မဟာမိတ်ဖဲကျင်ပါတယ် ဒီမှာရှောင်းရင်ရွယ်ချက်ကလည်းအတူတူပါပဲရွင်ကတာဂန်းကျိုးဖြစ်လာပြီဆိုရင်သူတို့ကလည်းပန်းပွင့်ခိုင်းတဲ့မဟာမိတ်ဖဲခြင်းပါတယ်ဒီလိုလာတဲ့ခီးစဉ်ရဲ့အဓိကရွယ်ချက်ကတော့ပန်းပွင့်ခိုင်းတဲ့မဟာမိတ်ဖဲဖို့အတွက်ပါပဲဒီမှာရှောင်းကတွန်းဆုံမနေပဲသူတို့ရဲ့ကြဲကြွေဆိုင်ကထင်မြင်ခိုင်းနေရှင်မဲ့ဆိုရင်ပန်းပွင့်ခိုင်းဘက်မှာရက်တိပေးမယ်လို့အပြေဝပြောခဲ့တာပါဒါရှောင်းဝဲတယောက်ထရဲ့စာနာဆိုလည်းမဟုတ်ပါဘူးဒါရောက်ချမ်းရဲ့စာနာပါရောက်ချမ်းကိုတိုင်ကပန်းပွင့်ခိုင်းတဲ့မဟာမိတ်ဖဲဖို့အတွက်လူလာပါတယ်အကယ်၍ပန်းပွင့်ခိုင်းရတာထင်မင်းခိုင်းတဲ့ပူပေါင်းသွားပြီးဆိုရင်တူးတွန်းအောင်မှခေါင်းကက်ရပါလိမ့်မယ် အားလုံးရဲ့အဆုံးသတ်မှာတော့ယူရင်ကပဲဂန်းကျုပ်ရတူကိုရရှိသွားပါတယ်။ယူရင်ကဂန်းကျုပ်ရတူကိုရရှိသွားပြီးချက်ကျွေးဆိုင်နဲ့ပန်းခွင်ခိုင်ရဲ့မဟာမိတ်ဖဲမဲ့ဆိုတဲ့အစီအစဉ်ကလည်းအထမြောက်သွားပါတယ်။ထင်မင်ခိုင်အတွက်ကတော့ပန်းခွင်ခိုင်ကထင်မင်ခိုင်ကိုတော့ညှင်းဆန့်ခဲ့ပါတယ်။ဒါကတော့ဒီ episode ရဲ့ review လေးပါ။ကျွန်တော်ကတော့ခရိုဆာကီပါ။ဒီနေ့ video တော့ဒီလောက်ပါပဲ။နောက် video တွေမှာပြန်တွေ့ကြပါဦး။